um ကျွန်တော်ကိုယ်တိုင်လည်းဒီဒီ dot dot ပေါ့နော် crafted me service ကိုတုံးနေတယ်ကိုတွေ့လည်းပဲဟိုကောင်းလာတယ်အများကြီးရှိတယ်နော်ကောင်းလာတယ်အများကြီးရှိတယ်6လအတွင်းမှာဆိုရင်ဒါကျွန်တော်တတ်မှတ်ရေးကတော်တော်ကြီးကိုတိုးတက်လာတယ်နော်ဒီတော့ urea acid တွေများနေတာတို့ဟို cholesterol တွေများနေတာတို့ပေါ့နော်ဒါတွေကလည်းတော်တော်ကြီးကိုပုံမှန်မောင်းတွင်းကိုဝင်သွားတယ်ပြီးတော့ body weight ပေါ့နော် body weight ကလည်းပဲတော်တော်ကျလာတဲ့ခါကျတော့လူကလည်းနေလို့ထိုင်လို့ကောင်းတာလေးရှိတယ်ပေါ့အဲ့တော့ဒီကျွန်တော်ကတော့ဒီဒီ service ခါနော်ဟိုမချမ်းမာတဲ့လူအတွက်ကိုတင်တော့မဟုတ်ဘူးပေါ့နော်ချမ်းမာတဲ့လူတယောက်အနေနဲ့ကိုယ့်ဘာကိုဟိုနေထိုင်စားတော့ဘလို့ဘယူဆက်ရမယ်ဆိုရဲဟာမျိုးလေးတွေသိထားတယ်ပေါ့နော်ဒီ service ကနေပြီးတော့ဒီဒါမျိုးလေးတွေကိုပေးနိုင်တယ်ဆိုလို့ရှိရင်ပေါ့နော် အာဟိုပို့ပြီးတော့ကောင်းတယ်ပေါ့နော်ဖြစ်မှကုတာတဲ့ဆိုလို့ရှိရင်မဖြစ်ခင်ပေါ့နော်ကြိုကြိုတင်ကာဝယ်တယ်ပေါ့နော် prevention is better than the cure ဆိုတဲ့စာရင်းလေးလည်းရှိတဲ့အခါကျတော့အဲ့ဒါလေးကိုလည်းပဲဒီအထူးသဖြင့်ပေါ့နော်ဒီကျွန်တော်ရဲ့ဒီ main message ကတော့ဒီဒီ prevention is better than cure ဆိုတဲ့ဟာရယ်နော်အာရောဂျာပရမန်လာပါပေါ့နော်အဲ့ဒါလေးကတော့အမြဲတမ်းတော့ခရူးဆိုင်စေခြင်းပေါ့နော်ဘာလို့လဲဆိုတော့အခုမှပညာတတ်တွေလည်းတော်တော်များလာပြီ เนาะဟိုရန်ကုန်မှာနေမဟုတ်ဘူးမြို့ကြီးတွေမှာနေမဟုတ်ဘူးပေါ့เนาะနေရနေပြီးတော့ပညာတတ်တွေဆိုတာလည်းအများကြီးရှိတယ်လူငယ်တွေလေးတွေမှာဟိုဒါမျိုးလေးတွေကအစားကျွန်တော်တို့ကတိလာကြတဲ့ခါကျအဲ့ဒီဘက်ကိုလည်းပဲပေါ့เนาะဟိုနည်းနည်းလေးဒီ head education ကသူတို့အတွက်ကိုလည်းပို့ပြီးတော့လိုတော့အဲ့ဒါလေးတွေပို့ပြီးတော့ဟိုဗီဒီယိုလေးနေပေါ့เนาะ Facebook တွေဘာတွေမှာတင်လိုက်တယ်ဒီ Telegram တွေဘာတွေမှာတင်လိုက်တယ် solution လည်းပဲဒါလေးတွေက ဟိုအပြင်းပြင်းကြည့်လို့ရတာပေါ့နော်ဟို short video လေးလုပ်ပေးရင်လည်းပဲဟိုလူရသိအကြာကြီးနားမထောင်ကျင်အောင်တော့မှဒါလေးတွေအဆင်ပြေပြေလေး message လေးတစ်ခုလောက်ကိုနည်းနည်းလေးသွင်းပေးလိုက်တယ်ဆိုလို့ရှိရင်နော်ဒါလေးကိုပဲသွင်းပေးလိုက်လို့လူကနားလည်သွားတယ်ဆိုရင်ဒါ plus ပဲကျွန်တော်ဒီဒီတော့ service rate ကလည်း plus ပဲသူတို့တွေကလည်းဒါဒီအကျိုးအမြတ်ရတာပေါ့နော်အဲ့တော့ကျွန်တော်လည်းလာရောက်ပြီးတော့ဟိုဒီနောက်ဆုံးနေနေပေါ့နော်နောက်ဆုံးနေနေကတော့ ဟိုကျွန်တော်ဒီဒေါက်တာနဲ့ဆက်သွယ်ပေးတယ်ကျွန်တော်ပငယ်ချင်းကိုလည်းကျွန်တော်အရင်ကျေးဇူးတင်ပါတယ်အမီတော့မပြောတော့ပါဘူးပြီးတော့ဒီဒေါက်တာ service ကလည်းဒီအဆင်ပြေပြေလေးနဲ့ပေါ့နော်အကုန်လုံးကိုလှုပ်ဆောင်ပေးတဲ့အတွက်ကြောင့်မလို့လည်းအရင်ကိုကျေးဇူးတင်ပါတယ်